ာပါရှင်လွတ်လပ်တဲ့အာရှအတိုင်း RFA ရဲ့မတ်လ17ရက်နေ့အင်္ဂါနေ့ညပိုင်းအစီအစဉ်တွေကို အမေရိကန်ပြည်ထောင်စုဝါရှင်တန် DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပါရှင်ကျမဝေမာထုံးပါရှင်မန္တလေးတိုင်းနထိုးကြီးမြို့နယ်ကတိုက်ပွဲအတွင်ဗိုလ်မှူးအပါအဝင်စစ်တုံးမှန်း14ဦးကို PDF တပ်တွေကဖမ်းဆီးခဲ့ပါတယ် ဝမ်တွင်းမှာတော့တပတ်အတွင်းလူ90ကျော်ကိုစစ်ကောင်စီကဖမ်းဆီးခဲ့ပါတယ်ဒီတရင်နဲ့အတူရုရှားနဲ့အကောင့်ထယ်ဖို့မဲ့တဝဲအထူးစီးပွားရေးဆောင်စီမံကိန်းကိုအရက်ဖတ်အဖွဲ့တွေကကန့်ကွက်နေကြတဲ့အကြောင်းသတင်းဆောင်မတွေကိုထောက်လွှင့်သွားပါမယ်ရှင်။ မန္တလေးတိုင်းနထိုးကြီးမြို့နယ်မှာအင်အား200ခန့်ပါတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကိုကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဂျားဖြတ်တိုက်ခိုက်ခဲ့ပြီးတော့စစ်ကောင်စီတပ်ရဲ့ဗိုလ်မှူးအဆင့်ရှိသူတအူးအပါဝင်14ဦးကိုဖမ်းဆီးမိထားတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့အမှတ်၁စစ်ဒေတာကမတ်လ17ရက်နေ့မှာပြောပါတယ်။ နထိုးကြီးမြို့နယ်ဝက်လူးရွာရဲစခန်းကနေ ထွက်လာတဲ့စစ်ကြောင်းကိုမတ်လ9ရက်နေ့မှာ မြင်းကြံခရိုင် PDF တက်ရင်410မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့မဟာမိတ်ပူပေါင်းတပ်တွေကဂျာဖြတ်တိုက်ခိုက်ခဲ့တာပါစကောင်စီတက်ကဘုံမှုဝင်လိုင်ဦးဘူကြီးအောင်ကိုကိုအပါဝဲစကောင်စီတက်သားစုစုပေါင်း14ဦးကိုလက်နက်ခဲရန်စစ်ပတ်အုံဆောင်တွေနဲ့အတူဖမ်းဆီးမိခဲ့တယ်လို့ပြောပါရရှင် မန္တလေးတိုင်းဝန်တွင်းမြို့နယ်ကရွာတွေမှာမက်စလာပထမပတ်အတွင်းလူငယ်90ကျော်ဖမ်းဆီးခံရပြီးတော့ဖမ်းခံရတဲ့သူတွေတဲ့အမျိုးသမီးတချို့ပါဝင်နေတယ်လို့ဝန်တွင်းဒေသခံတွေကပြောပါတယ်အာအလုံးရင်းနဲ့ရွာဆယ်ရွာကျော်ကဒေသခံတွေကိုဖမ်းဆီးခဲ့တာဖြစ်ပြီးတော့လမ်းသွားလမ်းလာလူငယ်တွေလည်းဖမ်းဆီးခံရတယ်လို့ဒေသခံတွေကပြောပါတယ်။ဇက်တိုက်ဖမ်းဆီးနေလို့ဝန်ရင်းမြို့နယ်ကလူငယ်တချို့ထွက်ပြေးတိမ်းရှောင်နေရပါတယ်ရှင်။ ကရားပြည်နယ်လွိုက်ကော်အကျဉ်းထောင်ကလိုရက်စေနိုင်ငံရေးအကျဉ်းသား၄ဦးကို ပြန်လွှတ်မပေးဘဲစကောက်စီအာနာပိုင်တွေက နောက်ထပ်ပုံမှန်တွေ တက်ပြီးတော့ဆက်လက်ဖမ်းဆီးထားတယ်လို့ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး KPPA တာဝန်ရှိသူတယောက်ကမတ်လ17ရက်နေ့မှာပြောလိုက်ပါတယ်။နိုင်ငံရေးအကျဉ်းသား၃ဦးနဲ့နိုင်ငံရေးအကျဉ်းသူ၁ဦးတို့ဟာ2023ခုနှစ်အတွင်းမတရားအသင်ဆက်သွယ်မှုပုံမှန်စက်ခွန်တင်နဲ့ဖမ်းဆီးထောင်ချခံ ံထားရပြီးတော့လွတ်ရက်စိတ်ချိန်မှာတော့အကြမ်းဖက်မှုတိုက်ဖြတ်ရေးဥပဒေပုံမှန်52ကာဂျီနဲ့ဆက်လက်ဖမ်းဆီးခံထားရတာလို့ဆိုပါတယ်လုံးချုံရင်ရဖန်းစည်းခံထားရသူတွေရဲ့အချက်အလက်ကိုတော့အသေးစိတ်ထုတ်မပြောပါဘူးတိုးတက်သော KNY ပြည်သူ့အင်အားစု PKPF စရင်အရာတော့အာဏာသိမ်းကာလအတွင်းကြားပြည်နယ်မှာဖန်းစည်းခံရသူ148ယောက်ရှိပါတယ်ရှင် ပြည်ပထွက်အလုံးလုံးမဲ့သူတွေအတွက်ပြည်ပလုံးကင်အလုံးသမားတပ်တည်ခံကတ်ကိုလာမဲ့မတ်လ20ရက်နေ့အစပြီးတော့ပြန်ထုတ်ပေးမယ်လို့စစ်ကောင်စီအလုံးသမားဝန်ကြီးဌာနကပြောပါတယ်။အလုံးသမားဝန်ကြီးဌာနကိုတင်ပြထားတဲ့အလုံးခေါ်စာတွေအရာအလုံးလုံးကင်ဝင်ရထားသူတွေကျွမ်းကျင်အဆင့်သွားရောက်အလုံးလုံးမဲ့သူတွေကိုထုတ်ပေးမယ်လို့ပြောပါတယ်။တတိကံကထောက်ယူပြီးမှပြပထွက်ခွာမဲ့လေရင်လက်မှတ်တွေဝယ်ယူကြဖို့ကိုလည်းစက်ကောင်စီကတတိပေးထားပါဗျ။ ပဋိပက္ခတွေဖြစ်နေတဲ့မြန်မာနိုင်ငံဘက်ကနေဘင်္ဂလားဒေ့ရှ်ကိုနောက်ထပ်ထွက်ပြေးလာတဲ့ရိုဟင်ဂျာဒုက္ခသည်အသစ်တွေကိုလက်ခံပေးရေးတိုက်တွန်းဖို့ကုလသမဂ္ဂအတွင်ရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ကိုလူခွင့်ရေးတက်ကြွလှုပ်ရှားတဲ့အဖွဲ့ဆယ်ပွဲကမတ်လ၁၀ရက်နေ့မှာစာရေးသားတောင်းဆိုလိုက်ပါတယ်။ ကုလသမဂ္ဂအတရေမှုချုပ်ရဲ့ဘင်္ဂလားဒေ့ရှ်ခရီးစဉ်မတိုင်ခင် Human Right Watch နဲ့45 Right အပါဝင်လူ့ခွင့်ရေးအဖွဲ့တွေကဘင်္ဂလားဒေ့ရှ်အရေးနဲ့ပတ်သက်ပြီးတော့တောင်းဆိုရမှာဒီအချက်ကိုထည့်သွင်းတောင်းဆိုခဲ့တာပါဘင်္ဂလားဒေ့ရှ်ဂျာဖြတ်အစိုးရအနေနဲ့ UNHCR နဲ့ပူးပေါင်းပြီးတော့ထပ်မံထွက်ပြေးလာတဲ့ရိုဟင်ဂျာတွေကိုဒုက္ခသည်အဖြစ်လက်ခံပြီးတော့လူသားချင်းစာနာမှုအကူအညီတွေပေးဖို့တိုက်တွန်းထားပါတယ်။ ဖိလစ်ပိုင်သမ္မတဟောင်းရာဒရီဂိုဒူတာဒေးကို နိုင်ငံတကာရာဇဝတ်မှုတရားရုံး ICC အမိန့်နဲ့မနီလာလေဆိပ်မှာမတ်လ17ရက်နေ့ကဖမ်းဆီးလိုက်ကြောင်းဖိလစ်ပိုင်အစိုးရက ထုတ်ပြန်ပါတယ်။ဒူတာဒေးဟာဟောင်ကောင်ကနေပြန်လာချိန်မှာဖမ်းဆီးခံခဲ့ရတာပါ။သူရဲ့တမရတတန်အတွင်မူရစေဝါနှိမ်နှင်းမှုတွေမှာလူပေါင်း6000ကျော်ကိုတပ်ဖြတ်ခဲ့တယ်ဆိုတော့ဆွဆွဲချက်နဲ့ ICC ကဖမ်းဝရမ်းထုတ်ထားတာဖြစ်ပါတယ် ဒီနေ့မနက်အစောပိုင်းမှာအင်တာပိုကမနီလာမှာ ICC ရဲ့ဖမ်းဝရမ်းတရားဝင်မိတူကိုလက်ခံရရှိခဲ့တယ်လို့ဆိုပါတယ်လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့တမရဟောင်းကိုဖောင်ရန်ထုတ်ဖို့အစိုးရရှိနေချုပ်က ICC ကိုအကြောင်းကြားခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်ရှင်။ ကဘာတဝမ်းလေတူးအညစ်ညံဇုံမျိုး20ထဲမှာ19မျိုးကအာရှတိုက်အတွင်းကဖြစ်တယ်လို့ဆွစ်ဇာလန်အခြေဆိုင်ကဘာလုံးဆိုင်ရာလေတူးအရေးအသွေးတိုင်းတားရေးအဖွဲ့အစည်း IQA ရဲ့လေးလာတွေးရှိချက်အစဉ်ခန်းစာမှာဖော်ပြပါတယ်အဲ့ဒီထဲမှာအများဆုံးကအိန္ဒိယကဖြစ်ပြီးတော့ပါကစ္စတန်တရုတ်နဲ့ကာဇက်စတန်ကမြို့တွေပါဝင်ပါတယ်။အာရှတိုက်ပြင်ပကလေတူးအညစ်ညံဆုံးမြို့ကတော့ အာဖရိကအလယ်ပိုင်းမှာရှိတဲ့ chess နိုင်ငံရဲ့မြို့တော် Antmina မြို့ပါ IQA ရဲ့တွေ့ရှိချက်အရ2024ခုနှစ်အတွက်လေတုအညဉ့်ဉန်းဆုံးနိုင်ငံ၅ခုကတော့ Chess, Bangladesh, Pakistan, Congo နဲ့အိန္ဒိယနိုင်ငံတွေဖြစ်ပါတယ်။အခုဆက်လက်ပြီးတော့သတင်းဆောင်မားတွေကိုထုတ်လွှင့်ပါမယ်ရှင်။ တပွဲအထူးစီးပွားရေးဆောင်စီမံကိန်းကိုစစ်ကောင်စီနဲ့ရုရှားနိုင်ငံတို့ပူးပေါင်းပြီးတော့အကောင့်ထက်ပေါ်တဲ့အပေါ်တနင်္သာရီအခြေဆိုင်အရက်ဖတ်အဖွဲ့နဲ့နိုင်ငံရေးအင်အားစု၁၇ဖွဲ့ကကန့်ကွက်လိုက်တဲ့အကြောင်းမတ်သက်စင်လိုင်းတင်ပြပါမယ်ရှင်။မြန်မာနိုင်ငံကတပွဲအထူးစီးပွားရေးဆောင်စီမံကိန်းကိုစစ်ကောင်စီနဲ့ရုရှားနိုင်ငံတို့ပူးပေါင်းအကောင့်ထက်ပေါ်မဲ့ပေါ်ကန့်ကွက်ကြောင်းတနင်္သာရီအခြေဆိုင်အရက်ဖတ်အဖွဲ့၁၇ဖွဲ့ကမနေ့ကထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံရေးမတည်ငြိမ်ပဲတရားဥပဒေစိုးမိုးမှုမရှိတဲ့အခုလိုကာလမှာအကောင့်ထဲပေါ်ဖို့ကြိုးပမ်းတာကိုလက်မခံနိုင်ဘူးလို့ကြေညာချက်မှာဖော်ပြထားပါဗျ။အခုလိုချိန်မှာဒီစီမံကိန်းတာအကောင့်ထဲပေါ်ခဲ့ရင်ဒေသခံတွေရဲ့အကျိုးစီးပွားထက်စစ်ကောင်စီအပါအဝင်ပူးပေါင်းလှုပ်ဆောင်မဲ့အဖွဲ့အစည်းတွေရဲ့အကျိုးစီးပွားသာဖြစ်သွားနိုင်တယ်လို့ကန့်ကွက်ရမှာပါဝင်တဲ့မဂါအင်နရှီတီအဖွဲ့က director မတ်ဆူဆူက RFA ကိုပြောပါဗျ။ ဒီချိန်မှာကျမတို့ကစီမံချက်တွေပေါ့နော်ဒီစမှုဆောင်စီမံခိုင်းနေဒီကောင်တဲ့ပေါ်မဲ့ဆိုလို့ရှိရင်တော့ပွင့်လင်းမြေတမှုနဲ့တောင်းတောင်းခံမှုဆိုတာလည်းလုံးဝရှိနိုင်မှာမဟုတ်ဘူးပေါ့နော်အဓိကတော့ပွင့်လင်းမြေတမှုနဲ့တောင်းတူတောင်းခံမှုမရှိဘူးဆိုလို့ရှိရင်တော့ဒေသခံတွေရဲ့အကျိုးစီးပွားထက်ပေါ့နော်စစ်ကောင်စီနဲ့သူနဲ့ပူးပေါင်းလှုပ်ဆောင်မဲ့ဒီဟာဒီအဖွဲ့အစည်းတွေရဲ့အကျိုးစီးပွားတာလည်းပေါ့နော်အဒီဖြစ်နိုင်မယ်ပေါ့နော် တဝဲအထူးစီးပွားရေးစုံစီမံကိန်းကိုအကောင့်ထည့်ဖို့ဖို့စစ်ကောင်စီနဲ့ရုရှားနိုင်ငံတို့ပြီးခဲ့တဲ့ဖေဖော်ဝါရီလ23ရက်နေ့ကသဘောတူလက်မှတ်ရေးထိုးခဲ့တာပါဒီသဘောတူညီချက်ဟာမြန်မာပြည်သူတွေရဲ့အကျိုးစီးပွားထက်စစ်ကောင်စီနဲ့ရုရှားနိုင်ငံတို့ရဲ့ဆက်ဆံရေးခိုင်မြဲဖို့အတွက်သာဖြစ်နေတယ်လို့တဝဲခရိုင်ဒီမိုကရေစီလှုပ်ရှားမှုသပိတ်ကော်မတီဝင်တယောက်က RFA ကိုပြောပါတယ်ရုရှားကိုပုံပြီးတော့ဒီကိစ္စဆက်ဆံတယ်ဆိုတဲ့ပုံစံမျိုးတွေကကျွန်တော်တို့တွေ့လာရတယ်ဒါက ဟိုဒီလူကြီးရဲ့ချူစီဘောအတွက်တစ်ခုမှမအောင်ပါဘူးဆိုတဲ့ဟာကတော့ရောက်ထင်တာနေတာရှိလို့နေကြ။ဒါတော့သူ့ရဲ့ဟိုစေချူမြတ်အတွက်သူ့ရဲ့ရုရှားဂျာမန်အဲ့ဒီစေချူမြတ်ကိုထုတ်ပြီးပြူးမဲ့သူဆက်ဆံကြီးပေါ့ဗျာ။အဲ့ဒီဆက်ဆံကြီးခိုင်မဲ့ဖို့အတွက်ပဲဒီဒီစမန်လေးကိုဒီရုရှားစီထိုးအပ်တယ်ဆိုတဲ့ဟာမျိုးကိုကျွန်တော်တို့ကနားလဲ။ဒေသခံတွေကရင်းနှီးစိတ်ကမ်းနဲ့အထူးစည်းပွားရေးစုံစီမံကိန်းတွေကိုကန့်ကွက်နေတာမဟုတ်ပဲစစ်ကောင်စီရဲ့တန်တမန်ရေးစစ်ရေးအကျိုးမြတ်အတွက်လှုံ့ဆော်နေတာကြောင့်ကန့်ကွက်တာလို့လဲသူကပြောပါတယ် အမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီကလည်းစစ်ကောင်စီနဲ့ရုရှားနိုင်ငံတို့စီးပွားရေးရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စတွေလုပ်မယ်ဆိုရင်ရေရှည်မှာနှစ်နိုင်ငံကြားအတိုးစီးပွားရှိမှာမဟုတ်ဘူးဆိုတဲ့အကြောင်းမတ်လ10ရက်နေ့ကရုရှားနိုင်ငံကိုစပေးပို့ပြီးတော့အတည်ပြုထားပါတယ်။အန်ယူဂျီနိုင်ငံရဲ့ဝန်ကြီးဒေါ်စင်မောင်ကဒီဒီမိုကရေစီနေကြရွေးကောက်တင်မြှောက်တဲ့အစိုးရပြည်သူ့အစိုးရပြန်အဖြစ်တာဝန်မယူနိုင်မခြင်းဆောင်ရွက်မဲ့ရင်းနှီးမြှုပ်နှံမှုတွေသဘောတူစာချုပ်တွေကို ဟိုကျမတို့တွေကအတိမတ်ပြမှာမဟုတ်ဘူးတရားလဲမှုမှုဒီရင်းနှီးမြှုပ်နှံမှုတွေရဲ့အဲဟိုလဲအာမခံမှာမဟုတ်ဘူးပေါ့နော်ဆိုတာတွေကကျမတို့နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဆိုင်ရာအဲမူဝါဒတွေထဲမှာဖော်ပြပါရှိပြီးသားဖြစ်ပါတယ်ဒီအကြောင်းကြားစာနဲ့ပတ်သက်လို့ရုရှားဘက်ကဒီကနေ့ထိတစုံတရာအကြောင်းပြန်လာတာမရှိသေးဘူးလို့လဲဝင်ကြီးဒေါ်စင်မောင်ကပြောပါတယ်ရှင် အခုတခါကရင်ပြည်နယ်နဲ့တနင်္သာရီတိုင်းထဲမှာဒီနှစ်ထဲကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNNA ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်တို့ကြားတိုက်ပွဲတွေပုံမပြင်းထန်လာနေပြီးတော့စစ်ကောင်စီတပ်ဟာလေကြောင်းလက်နက်ကြီးအပြင်ဒရုန်းနဲ့ပါနေစဉ်တိုက်ခိုက်နေတဲ့အကြောင်းကို မထက်ထအိမ်တော်တင်ပြပါမယ်ရှင်။ တောင်ပိုင်းတိုင်းစစ်ဒေသကရင်ပြည်နယ်တဲ့တနင်္သာရီတိုင်းတွေကိုစစ်ကောင်စီတပ်ဟာအခုနှစ်ဆန်းပိုင်းကစပြီးလေကြောင်းလက်နက်ကြီးအပြင် drone နဲ့ပါနေ့စဉ်ပုံကျဲတိုက်ခိုက်နေပြီးမြေပြင်ကနေပါစစ်ကြောင်းထိုးနေတာကြောင့်တိုက်ပွဲပြင်းထန်နေတယ်လို့ KNU အပါအဝင်ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ဒေသခံတွေကပြောပါတယ်ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်အာရှလမ်းမအနီးကကော့နွဲ့ရွာတဝိုက်မှာလဲစစ်ကောင်စီတပ်နဲ့ KNU KNLA ပူးပေါင်းအဖွဲ့တွေဒီဒီအထိတိုက်ပွဲပြင်းထန်နေတာပါ စစ်ကောင်စီတပ်ဟာလက်လွတ်ခဲ့ရတဲ့နယ်မြေတွေပြန်ရဖို့နဲ့ ကုံတွေးလမ်းပိုင်းကိုပြန်ထိန်းချုပ်နိုင်ဖို့ကြိုးစားနေတာကြောင့်တိုက်ပွဲနေ့စဉ်ဖြစ်နေတာလို့ KNU ပြောခွင့်ရသူဘရိုဆော်တနီက RFA ကိုပြောပါတယ်။တမခုနှစ်ခု slow ရှိတဲ့အခါမှာအဲ့ဒီတမခုနှစ်ခု slow ကပဲတိုက်ပွဲတွေနေ့တိုင်းလိုလိုပဲဖြစ်နေပါတယ်နော်။ဖြစ်ပွားတဲ့ပုံစံတော့မတူဘူးပေါ့လေ။တမသုံးခွက်မှာဆိုတော့သူရဲ့စစ်တောင်းမြေနောက်ဘက်ကန်သူတို့ပြန်စုမနိုင်ရေးအတွက်သူလုံးလုံးမတာရှိတယ်။တမလေးဘက်မှာလည်းဒီ moral line ကိုလည်းသူကပြန်ပြီးတော့ထိန်းချုပ်နိုင်ရေးအတွက်ပြန်ပြီးတော့ကြိုးစားတာတွေတော့ရှိတာပေါ့။နောက်ပြီးတော့ဒီတမ6 ောင်းတဲ့တမဟာခုံဘက်မှာဆိုရင်လည်းအာရှလမ်းမကြီးတိုက်ပွဲဆရာလာနဲ့ချီပြီးကြော်လာပြီလေတိုက်ပွဲနေတဲ့လူဖြစ်နေတယ်နော်ဖေဖော်ဝါရီ28ရက်ကစပြီးလှိုင်းပွင့်မြို့နယ်လေပေါ်ဟဲရွာအနီးမှာတိုက်ပွဲဖြစ်နေတာကြောင့်ဒေသခံ400ကျော်ထိုင်းဘက်ကိုထွက်ပြေးနေရပါတယ်။တိုက်ပွဲတွေပြင်းထန်နေတာနဲ့လမ်းဘက်ဆက်သွယ်ရေးခက်ခဲတာကြောင့်ဒုက္ခသည်တွေအခုညီရဖို့လည်းခက်ခဲနေကြပါတယ်။အလားတူတနင်္သာရီတိုင်းတွေကရွာတွေကိုလည်းအခုနှစ်ဆကစပြီးစစ်ကောင်စီတပ်ကအင်အားအလုံးအင်းနဲ့စစ်ကြောင်းထိုးနေတာကြောင့် မြို့နယ်၈ခုကဒေသခံ8000ကျော်ဖေးလွတ်ရာကိုထွက်ပြေးနေရတယ်လို့တိုင်းတွင်းအခြေအနေကိုစောင့်ကြည့်မှတ်တမ်းတင်နေတဲ့ FE5 တနင်္သာရီအဖွဲ့ကဖေဖော်ဝါရီ22ရက်နေ့မှာထုတ်ပြန်ထားပါတယ်။အခုနှစ်ကစပြီးတနင်္သာရီတိုင်းမှာလေကြောင်းတိုက်ခိုက်ခံရတာပိုများလာတာကြောင့်လေကြောင်းရံကိုစိုးရိမ်နေရတယ်လို့ဒဝယ်မြို့နယ်တဲကဒုက္ခသည်တယောက်က RFA ကိုပြောပါတယ်။စစ်တပ်လေကြောင်းတာတိုးလာတယ်ကျွန်တော်တို့တည်ကျင်းလိုက်တိုင်းမှာလေအကူကဒီမျိုးထွက်ပြေးနေကြရတဲ့အဖြစ် အဲ့ဒီပဲချီပူလာခြင်းမဲ့ထူတာကိုဒီမျိုးစိတ်ပူနေထားရနေရာလည်းနေထားပါတော့။တဝဲရင်နဲ့စိတ်ကန်စီဝါရေးဆောင်စီမံကိန်းအကောင့်ထဲပေါ်နိုင်ဖို့နေမြေရှင်းလင်းရေးအတွက်စစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့တိုက်ပွဲဖြစ်နေရလို့တဝဲပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က RFA ကိုပြောပါရတယ်။ ကြားဖြတ်နေနေရင်ဆောင်ရွက်နေတဲ့ကရင်ပြည်နယ်နဲ့တဝယ်ရင်နဲ့စိတ်ကန်းစီဝါရေးဆောင်စီမံကိန်းအကောင့်ထဲပုံမဲ့တနင်္သာရီတိုင်းတွေကနှစ်ဖက်တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ကအစစ်မြင့် drone တွေကိုပို့သုံးပြီးတိုက်ခိုက်နေတယ်လို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်ရှင်။အခုနောက်ဆုံးထိုင်းဆိုရရဲ့ online ငွေလိမ်လုပ်ငန်းတွေကိုနှိမ့်နှင်းရေးနောက်ဆက်တွဲလျှက်စစ်မီဖြတ်တောက်မှုနဲ့ထောက်ကုံတင်သွင်းကွန့်ကန့်သက်ချက်တွေချားမှာမြန်မာပြည်သူတွေကြုံတွေ့နေရတဲ့အခက်အခဲတွေကိုမတ်ရင်မျိုးသူတင်ပြပါမယ်ရှင်။ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကိုနှိမ်နှင်းဖို့အတွက်မြရီမျိုးအပါအဝင်ထိုင်းမြန်မာနယ်စပ်ကနေရာ၅ခုကိုဖေဖော်ဝါရီလ၅ရက်နေ့ကနေစပြီးတော့ထိုင်းအစိုးရကလျှက်စစ်မီအင်တာနက်နဲ့လောင်စာဆီတွေဖြတ်တောက်လိုက်တာအပြင်ဖေဖော်ဝါရီလ12ရက်နေ့ကလည်းမိုဘိုင်းဖုန်းနဲ့လျှက်စစ်ပစ္စည်းတွေအပါအဝင်ထိုင်းနိုင်ငံရဲ့ထုတ်ကုန်12မျိုးကိုမြန်မာပြည်ကိုတင်ပို့ခွင့်ပိတ်ပင်ခဲ့ပါတယ်။ ဒီလိုပိတ်ပင်တာဟာအခုတလကျော်ကြာလာတဲ့အချိန်မှာကုန်တယ်တွေနဲ့ပြည်သူတွေကုန်ပစ္စည်းရရှိမှုအခက်အခဲနဲ့လောင်စာဆီဆီအစမတန်မြင့်တက်လာတဲ့ဒဏ်ကိုအပြင်းထန်ခံနေရပါတယ်။မြောက်ရီမြို့မှာဆိုရင်စီဆိုင်တွေပြန်မဖွင့်သေးတဲ့အတွက်မဲဆောက်မြို့ကစီဝယ်ရောင်းနေတဲ့သူတွေစီကနေတဆင့်ဝယ်နေရပါတယ်။အရင်က73စီတလီတာကို3000ဝန်းကျင်ပဲရှိခဲ့ပေမဲ့အခုတော့ဈေးနှစ်ဆလောက်အထိတက်လာတာလို့မြောက်ရီမြို့ကကိုသူရကပြောပါဗျာ။ ခုတော့နည်းနည်း5000တော့4000တော့တော့ဖားနေတာပေါ့3500 4000တော့တော့ထပ်တက်သွားတယ်ထိုင်းဆိုရရဲ့လျှက်စစ်မီနဲ့လောင်စာစီဖြတ်တောက်ထားတာတွေကအွန်လိုင်းငွေလိမ်လုပ်ငန်းကြားဖြတ်တွေကိုနှိမ်နင်းဖို့ဖြစ်ပေမဲ့သူတို့ထက်ပြည်သူတွေပဲအဓိကခက်ခဲကြတာလို့လုံခြုံရေးအရာအမည်လွှဲထားတဲ့မြို့ကန်ကိုသူရကပြောပါရယ်ဒီကအပေါ်ရမှာ ဟိုပြည်သူတွေပဲခက်ခဲတာပါဒီကြောက်ချက်နေကြတော့ဒီ GDP တွေဒီချက်တွေကဟိုအောက်ကနေပြီးတော့ဘယ်နဲ့နိုင်ငံကနေပြီးတော့တက်စီတွေကတည်ပြီးတော့လိုင်းမဲသွားလာနေတာလေထိုင်းဆိုရကပိတ်သိမ်းထားပေမဲ့တရားမဝင်လမ်းကြောင်းတွေကနေတဆင်ရောင်းဝယ်တာတွေရှိနေတယ်လို့လုံခြုံရေးအရာအမည်လွှဲထားတဲ့မြောက်ရီမျိုးကကုံတဲ့ကိုကျော်နိုင်ကလည်း RFA ကိုပြောပါတယ်အဲ့ပေါ်မှာတက်စီဝင်နေတဲ့ကားတွေရှိတယ်။အဲဒီကားတွေကလည်းသူတို့ကဝယ်လာတဲ့ဟာတွေကလည်းတစ်ဖက်ပြန်ရောင်းတာတွေရှိတယ်။ဒီကတော့ နည်းခဲရင်တာပေါ့ဒါပေမဲ့ကျွန်တော်တို့ကတော့ရရနေရတော့လောလောဆယ်ရှာဝယ်နေရတာပေါ့ထိုင်းမြန်မာနယ်စပ်တာရှိလိတ်မြို့မှာလည်းတာရှိလိတ်မယ်ဆိုင်တရအမှတ်နှစ်ကိုပိတ်ထားပြီးတော့73စီတဲခွင့်ကိုလည်းပိတ်ပင်ထားတာကြောင့်တရအမှတ်တစ်ကနေထိုင်းနိုင်ငံမယ်ဆိုင်ဘက်အချမ်းကိုအိမ်စီးကားတွေနဲ့စီသွားဝယ်ရတဲ့အခြေအနေရှိနေတယ်လို့ဆိုပါတယ်မယ်ဆိုင်မြို့မှာလည်း73စီကိုပုံတွေနဲ့ဝယ်ခွင့်မပေးဘဲအိမ်စီးကားတွေနဲ့သာဝယ်ခွင့်ရနေတယ်လို့တာရှိလိတ်မယ်ဆိုင်ဘက်ကိုဖြတ်ပြီးတော့အယောင်းဝယ်လုပ်နေတဲ့သူတွေကပြောပါတယ်ရှင် RFA ရဲ့အစီအစဉ်တွေကိုဒီမှာပဲရပ်နာပါရစေမြန်မာပြည်သူပြည်သားများဘေးအန္တရာယ်ပေါင်းကင်းဝေးပါစေရှင်။